ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါဒီမှာနှစ်ကြိမ်မြောက်မှာ၃နောက်ပိတ်တာနော်နှစ်ကြိမ်မြောက်မှာ၃နောက်ပိတ်ပုံသေးနဲ့နှစ်ကြိမ်မြောက်မှာ၃နောက်ပိတ်ပုံသေးနဲ့ V shape ဆက်နှစ်ဖြစ်တာနော်၃နောက်ပိတ်ကပုံသေး V shape ကဆက်နှစ်ဖြစ်တယ်နော်အဲ့လိုဆက်နှစ်ဖြစ်ပြီးရတယ်တဲ့သူကဇောင်း၃လုံးဘယ်ဘယ်ဘက်ကိုစောင်းလဲဇောင်း၃လုံး shift ဘယ်ဇောင်း၃လုံး shift ညာဇောင်း၃လုံးက၉နော်ညာဘက်ကိုစောင်းတဲ့ဇောင်း၃လုံးက၉ ပုံတွေထောက်တာเนาะဒီဒီပုံစံမျိုးသူကဒီဖြစ်စဉ်က3ခုပဲရှိတယ်။နှစ်ကြိမ်မြောက်မှာ3နောက်ပိတ်ပုံတွေအဲ3နောက်ပိတ်ပုံတွေပိတ်ပိတ်ထားတာ ਨੇ သူက V shape ကစနစ်ဖြစ်တယ်။ဘယ်ကောင်ဘယ်ဘက်ကိုစောင်းတဲ့ဇောင်းသုံးလုံးက8ညာဘက်စောင်းတဲ့ဇောင်းသုံးလုံးက9เนาะအဲ့လို9လို့စောင်းလိုက်တဲ့အချိန်မှာသူဒီဗရိတ်နဲ့ဒီထိပ်စီးနဲ့9 15ပုံတွေရိုက်တယ်เนาะ15ပုံတွေရိုက်တယ်ပြီးရင်သူ့အောင်မှာ6ခါထိုင်တယ်เนาะဒါပထမကတ်ဒုတိယကတ်ကဒီမှာရှိပြီเนาะ ုတိယကက်ကဒီမှာရှိမယ်เนาะဒုတိယကက်ကနှစ်ချိန်မြောက်မှာ၃နောက်ဘက်ကပုံသေးเนาะနှစ်ချိန်မြောက်မှာ၃နောက်ဘက်ကပုံသေးဘူးရှိတ်စနစ်เนาะဘူးရှိတ်ကိုစနစ်လိုရိုက်လိုက်တယ်၃နောက်ဘက်ပုံသေးခမ်းပြီးရတယ်ဘူးရှိတ်ကစနစ်ဘဲဘက်ကိုဆောင်းဆောင်းသုံးလုံးอ่ะဘဲဘက်ကိုဆောင်းနဲ့ဆောင်းသုံးလုံးอ่ะ၈ညာကိုဆောင်းနဲ့ဆောင်းသုံးလုံးอ่ะ၉ကိုယ်ဆောင်ဆောင်တဲ့အချိန်မှာသူဒီ break နဲ့ဒီထိတ်စီးနဲ့15ပုံတွေเนาะ15ပုံတွေရိုက်တယ်ရိုက်ပြီးတာနဲ့သူ့အောက်မှာခွန်ခါထိုင်တယ်เนาะခွန်ခါထိုင်တယ် ဟုတ်ဒုတိယကတ်အခုတတိယကတ်ကဒီမှာရှိမယ်နော်တတိယကတ်ကဒီမှာရှိမယ်နှစ်ကြိမ်မြောက်ကိုသူကနှစ်ကြိမ်မြောက်မှာ၃နောက်ပိတ်ကပုံသေးနော်နှစ်ကြိမ်မြောက်မှာ၃နောက်ပိတ်ပုံသေး V shape က၁၂ကလည်းပုံသေးပဲနော်နှစ်ကြိမ်မြောက်မှာ၃နောက်ပိတ်ပုံသေးဖြစ်မယ် V shape ၁၂ကပုံသေးဖြစ်မယ်ဘဲဘက်ကိုစောင်းတဲ့ဇောင်း၃လုံးက၈နော်ဘက်ကိုဆောင်းသုံးလုံးက၈ပုံသေးညာဘက်ကိုဆောင်းတဲ့ဆောင်းသုံးလုံးက၉ပုံသေးเนาะအဲ့ဒီလို၉၃၉ဆောင်းလိုက်တဲ့အချိန်မှာသူကဒီ break နဲ့အောက်က ထိတ်စီနေ15ပုံတွေရိုက်တယ်နော်ရိုက်ပြီးတာနဲ့အောက်မှာ6ခါဖြစ်သွားပြီနော်ပထမကတ်မှာ6ခါဒုတိယကတ်မှာ9ခါခုတတိယကတ်မှာ6ခါပေါ့နော်ဟုတ်ကဲ့အဲ့တော့သူကပထမကတ်ကိုပြန်သွားမယ်နော်ပထမကံမှာသူကဘယ်လိုပစားထားလဲဆိုတော့သူက၃နောက်ပဲနှစ်ချင်းမြောက်မှာ၃နောက်ပဲပုံသေးဘူးရှိတ်က၁၂နော်ဘူးရှိတ်ဆက်နေဆောင်ရှိဘယ်ဦးဆောင်နေဆောင်ရှိညာဦးဆောင်နေဆောင်ကိုပြိတ်နဲ့ထိစီနဲ့၅ပုံသေးရိုက်တယ်ရိုက်ပြီးအဲ့အောင်မှာ၆ခါလို့ထားနော်ထိုင်းပြီးရတယ်သူကဒီ ၃နောက်ပိတ် V shape စနစ်ကဘေးမှာ brake ကိုရိုက်တယ်ပထမကံမှာเนาะ brake ကိုရိုက်တယ်ပြီးရင်တပင်းကျော်မှာ brake set တွေကပုံသေး tip brake ကပုံသေးเนาะ brake ကို tip brake ကပုံသေးဒါပထမကံဒုတိယကံမှာဒုတိယကံမှာနှစ်ကြိမ်မြောက်မှာ၃နောက်ပိတ်တယ် V shape စနစ်ဘယ်ဘက်ကိုစောင်းနေစောင်းမှာ၈ညာစောင်းနေစောင်းမှာ၉เนาะအဲ့ဒီ၉မှာတော့၉စောင်းတဲ့အချိန်မှာ brake နဲ့ထိပ်စီးနေတာ၅ပုံသေး လေးတင်ငါပြိတ်တုံညာနဲ့ထိတ်စီးနေရငါပုံသေးเนาะအဲ့ဒီမှာခွန်ခါထိုင်သူ့ရဲ့ဘေးမှာသူကပြိတ်ရှစ်ဖြစ်သွားပြီเนาะပထမကတ်မှာပြိတ်ကိုဒုတိယကတ်မှာပြိတ်ရှစ်ရှစ်သူ့ရဲ့တပင်ညုံမှာတစ်ပြိတ်ကပုံသေးကစားတယ်เนาะတစ်ပြိတ်ပုံသေးကစားတယ်ဟုတ်ပြီเนาะဒါဒုတိယကတ်တတိယကတ်မှာလည်းဆိုဒီတိုင်းပဲเนาะသုံးနောက်ပြိတ်ကပုံသေးတဲ့နှစ်ချိန်မြောက်မှာเนาะသုံးနောက်ပြိတ်ပုံသေးဘူးရှိတ်က7ပုံသေးဘယ်ဘက်ကိုစောင်းလဲစောင်းရှစ်3 9 6ဆို8ဆောင်းကိုညာဆောင်းနာဆောင်းကိုเนาะ အဲ့ဒီကိုးဆောင်လိုက်တဲ့အချိန်မှာဒီ brake ကိုးနဲ့6တုံညာတုံးက brake ကိုးနဲ့ထိတ်စီးနဲ့15ပုံတည်ရိုက်တယ်ရှစ်ခါလို့ထိုင်လိုက်ပြီနော်ထိုင်ပြီးတာနဲ့တူဘေးမှာပထမကတ်မှာတော့က brake ကိုးဒုတိယကတ်မှာ brake 7အခုဒီမှာတတိယကတ်မှာ brake ခွန်လို့သူကလာတယ်နော် brake ခွန်လာပြီးတာနဲ့သူ့ရဲ့အောက်တပွဲကျော်မှာ brake 1ကပုံတည်ကစားပေးရမှာ brake 1ပုံတည်ကစားပေးရနော်ဒါဒုတိယကတ်မှာလည်းဒီတိုင်းပဲသူ့ရဲ့ brake 7သူ့တပွဲကျော်မှာ brake 2ကိုပုံတည်ကစားတယ်တတိယကတ်မှာလည်းဒီတိုင်းပဲနော် ပထမကတ်မှန်တော့လည်းဒီတိုင်းပဲเนาะဒီမှာ break ပုံသေးကစားတယ်ဒီပေါ်က break က6ခုစီမီယာသွားမှာเนาะပထမကတ်မှာ break 6ဒုတိယကတ်မှာ break 7တတိယကတ်မှာ break ခုသူ့ရဲ့တပင်ညမှာ break 7တီပုံသေးအဲ့ဒီလိုကစားပြီးတာ ਨੇ သူကဒီအောက်မှာဒီ break 7ကအောက်တပွဲကျော်မှာကစားမယ်ခဏမ်းပေါ့เนาะ break 7ကအောက်တပွဲကျော်မှာကစားမယ်ခဏမ်းဒီကနန်းကစားတော့မယ်ဆိုရင်လည်းသူကဒီမှာ6ခါထိုင်ထားတဲ့အတွက် 6ခထိုင်ရတဲ့အတွက်6ကပါဝါဘူးတဲ့ထိနှလုံး1ဆိုပြီးပြီးခဲ့တဲ့ပွဲစဉ်က6ကပါဝါကိုထိနှလုံး1နော်ပရမကတ်မှာဒုတိယကတ်မှာခွန်ခါလို့ကစားလိုက်တယ်ဒုတိယကတ်မှာခွန်ခါကစားလိုက်တဲ့အတွက်အဲ့ခွန်ရဲ့ပါဝါကိုထိနှလုံး1နဲ့နော်တတိယကတ်မှာ6ခါနဲ့ကစားထားတဲ့အတွက်တတိယကတ်မှာ6ခါနဲ့ကစားထားတဲ့အတွက်8ကပါဝါကိုထိနှလုံး3ဆိုပြီးပြီးခဲ့တဲ့ပွဲစဉ်က9ထိပ်ရိုက်ခဲ့တယ်နော်သူက9ထိပ်ရိုက်ခဲ့တယ် ရိုက်ပြီးတော့ဒီပွဲမှာဖမ်းမှာနော်ဒီပွဲကိုကနန်းဖမ်းမယ်နော်ပထမကပ်ကိုပြန်သွားမယ်နော်အဲ့ပထမကပ်မှာသူကနော်ပရင်စတဲခဲ့တဲ့ဟာတွေကိုပြန်ပြောပြမယ်နော်ထိတ်စီနောက်ဘိတ်3 3နောက်ဘိတ်2ချိန်မြောက်မှာ3နောက်ဘိတ်ကပုံသေး V shape ကနှစ်နော်3နောက်ဘိတ်ပုံသေးနဲ့ V shape နှစ်ဘယ်ဆောင်ရှိညာဆောင်ကိုဘရိတ်နဲ့ထိတ်စီနေရ5ပုံသေးအမှ6ကအဲ့6ကပေါ်ပါဘူးဒီမှာတက်လို့ သူထောက်လိုက်တာနော်ထောက်ပြီးဒီပွဲမှာကစားမယ်ကနန်းသည်တဲ့နော်ဒီပွဲမှာကစားမယ်ကနန်းအဲ့ကနန်းသည်တဲ့ဒီမှာ6ထိပ်စီးရဲ့6ခါရဲ့ဘေးမှာကြာမယ်ကနန်းနော်ဒီ6ခါရဲ့ပါဝါကိုထိနှလုံးတစ်လို့အရင်ထောက်ရမှာနော်ဘရိတ်တစ်ကပုံသေးထောက်ထားမယ်ထောက်ပြီးတော့6ခါရဲ့ပါဝါကိုထိနှလုံးတစ်ထောက်မယ်ထောက်ပြီးတော့သူ့အောင်မှာကြာမယ်ကနန်းဒီ6ခါရဲ့ရှေ့ရရှေ့နှစ်ကနော်2 5တေဆိုတော့ထိပ်စီး3လုံးအထောင်ပေါ့နော်6ခါရဲ့ရှေ့နှစ်က2 5တေဆိုထိပ်စီး3လုံးအထောင်ကအဲ့ဒီ6ခါရဲ့ဘေးမှာ လာပြီးတော့ထွက်ပေးရတာပေါ့နော်လာထွက်ပေးရတယ်နော်ဒါပထမကအဲဒုတိယကံမှလည်းသွားဒီတိုင်းပဲနော်ဒုတိယကံမှလည်းအဲ့ action နဲ့ပဲသွားတယ်ဒုတိယကံမှလည်းပဲနှစ်ကြိမ်ရောက်မှ3နောက်ပိတ်ပုံသေး wish shake က7နဲ့ဘယ်ဆောင်8ညာဆောင်9 brain နဲ့ထိတ်နဲ့9ပုံသေးခွန်ခါဖြစ်သွားပြီအဲ့ခွန်ခါဖြစ်သွားတဲ့အချိန်မှာလည်းခွန်ဝဲပေါ်ပေါ်ထိတ်စင်းနှလုံးနှစ်ထောက်လိုက်တယ် brain တက်ကပုံသေးထောက်ထားမယ်ထောက်ထားပြီးခွန်ခါရဲ့ပါဝါထိတ်စင်းနှလုံးနှစ်ထောက်ပြီးတော့ဒီမှာကြာမဲ့ကဏ္ဍဒီတဲ့အဲ့ခွန်ခါရဲ့8နှစ်က ထိတ်စီးသုံးလုံးအထောက်ခွန်ခွန်6ဆိုတဲ့ကဏ္ဍအဲဒီခွန်ခါရဲ့ဒီဘေးနှစ်မှာလာပြန်ပြီးတော့ထွက်ပေးရတာပေါ့နော်အခုတတိယကံမှာလည်းသူဒီတိုင်းပဲလာခဲ့တယ်နော်တတိယကံမှာလည်းသူဒီတိုင်းပဲလာခဲ့တယ်နှစ်ချိန်မြောက်မှာ3နောက်ပိတ်ပုံသေး V shape က7နှစ်ဖြစ်ဖြစ်တယ်7နှစ်ဖြစ်လိုက်တာနဲ့သူကဘယ်ဆောင်ရှိညာဘယ်ဆောင်ကိုနော်ဘယ်ဆောင်ညာဆောင်သူနှစ်နှစ်နှစ်အပ်ပင်ရိုက်တာနော်ဘယ်ဆောင်ရှိညာဆောင်ကိုအပ်ပင်ရိုက်တာရိုက်ပြီးတာနဲ့သူက break နဲ့ ထိတ်စည်းနေငါးပုံတွေရိုက်တယ်ရှစ်ခါဖြစ်သွားပြီအဲ့ဒီရှစ်ခါကြောင်းနဲ့ဒီမှာ break တက်ကပုံတွေခန်းထားတယ်နော် break တက်ပုံတွေခန်းထားပြီဒီရှစ်ခါကြောင်းနဲ့ရှစ်ကပေါ်ထိတ်စည်းနှလုံးသုံးလို့သူကစထည့်ရမှာထည့်ပြီးတာနဲ့ဒီမှာကြမယ်ကဏ္ဍတည်တဲ့အဲ့ရှစ်ခါရဲ့ရှစ်နှစ်ကထိတ်စည်းသုံးလုံးထောင်ထားတယ်690ဆိုတဲ့ကဏ္ဍပေါ့နော်693ညဆိုတဲ့ကဏ္ဍလေးတကောကဒီဘွဲကိုလာရိုက်ပေးရမှာနော်693ညကိုထိတ်စည်းနဲ့ပေါ့693ညအဘူးဆိုတော့အားလိုက်ပေါ့ဗျာအားမှ3ခွက်ပဲရှိရယ်နော်690အားပေါ့နော် အဲ့တော့ဒီဘက်မှာသူက993ည993အာပေါ့နော်အဲ့ဒီကဏ္ဍလေးတစ်ခုကိုကျွန်တော်ပြပေးလိုက်တယ်နော်ကြိုက်တဲ့လူတွေကထိုးထားမကြိုက်တဲ့လူတွေကရှောင်းသွားပါဗျာနော်အားလုံးပဲကုလတ်ပါနော်ကံကောင်းကြပါလိမ့်ဗျာနော်